လေးတွေကိုမွမွေပြီးချင်းအရှင်လိုက်မျိုးချပြစ်တတ်တဲ့အရက်ဆက်ဆုံးငှက်ကြားများဟုတ်ပါတယ်ဂျင်ငှက်တွေကိုတော့ပြိတက်တော့မြင်မှုနေကြပါလိမ့်မယ်ငှက်ကြားလို့လည်းခေါ်သလိုငှက်ကလားလို့လည်းခေါ်ကြပါသေးတယ်သူတို့ကိုကပောက်မအရက်ဆက်ဆုံးမိခင်နေလို့တင်စားခေါ်ထားကြတာပါဘာလို့လဲဆိုတော့အဲ့ဒီငှက်ကြားတွေကခလေးလေးတွေကိုမွမွေပြီးချင်းမှာပဲရက်ဆက်ဆက်အပြုတ်မှုတွေပြုလုပ်တတ်ကြလို့ပါလူမျိုးလေးဆိုရင်တော့အဲ့ဒီကလေးတွေကိုသူတို့ကတကောင်ချင်းစီလိုက်လံကြည့်ရှုပြီးတော့မှဘဝင်မကြတဲ့အကောင်တွေပါလာခဲ့တဲ့ဆိုရင်နှုတ်သီးချင်းနဲ့အချက်ချင်းပဲကိုက်ချီပြီးတော့မှအတိုက်အောက်ကိုဖောက်ခနဲပြစ်ချပြလိုက်ပါတယ် တချို့ကတော့ဒါကားငါးကလေးတွေကိုခန္ဓာရည်ရှိစွာတယောက်တည်းစက်စားကြအောင်လို့လမ်းပြပေးတယ်လို့အကောင်းဘက်ကမြင်ပြီးတော့ပြောနေကြပါမယ်လေတကယ်တမ်းကျတော့အဲ့ဒီငှက်စားတွေကသူတို့အနေနဲ့သဘောမကျတဲ့သားပေါက်ကလေးတွေကိုအတိုက်ထဲကနေရှင်းထုတ်ပြချင်လို့ကြွလောက်တာပါနောက်ထပ်ပုံပြီးဆိုးရတာတစ်ချက်ကတော့ဥကနေပပောက်ပြီးချင်းကလေးတွေကိုသူကအခုမြင်နေရတဲ့လိုမျိုးအစိမ့်လိုက်ကပ်ပြီးတော့ဗဇက်ကြီးတဲ့ထက်ကမျိုးချပြစ်လိုက်တာပါသူကအရန်ဆောင်နေတဲ့အစိမ့်ခါမျိုးမှလည်းဓာရီကိုလှုပ်သလိုဖိုင်းမဆာပဲနဲ့အသက်လွတ်ပြုတ်လောက်တာမျိုးတွေလည်းရှိပါတယ် ဒါကြောင့်မလို့ငှက်ကြားမျိုးနယ်ထဲမှာဥစားပေါက်လာတဲ့တားလောင်းလေးတွေအားဆိုရင်သူတို့အသက်ဆက်ရှင်ရမလားအစားခံအပြည့်ခံရမလားဆိုတာကိုရှင်တထိတ်ထိတ်နဲ့စောင့်မျှော်နေရတဲ့သဘောပါပဲ။